ဗီဒီယိုအပ်ဒိတ်လုပ်ပြီးတော့အခုအချိန်ထိဒီအချက်ကိုမပြင်သေးဘူးဆိုလို့ချင်းကျွန်တော်တို့ရဲ့ဗီဒီယိုကကြည့်ရှုသူနည်းမှသိကြတယ်အဲ့ဒါကပါလဲဆိုလို့ချင်းကျွန်တော်ဗီဒီယိုတွေရိုက်ပြီးတဲ့အခါမှာကိုယ့်ရဲ့အတန်ကိုပြန်ပြီးတော့မစစ်တာပြန်ပြီးတော့မစစ်တဲ့အခါမှာကျွန်တော်ဟာလာအတန်ကတိန်လဲတိန်နေမယ်မြင်လေမြင်နေလိမ့်မယ်ဒါမှမဟုတ်အတံမပါတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဘေးပတ်ဝန်းကျင်ရဲ့ဆူညာနာနေပါသွားတာလည်းဖြစ်နိုင်တယ် เนาะအဲ့လိုမျိုးမဖြစ်အောင်ကျွန်တော်တို့ကဗီဒီယိုတွေကိုရိုက်ပြီးတာနဲ့ပြန်ပြီးတော့အတန်ကိုပြန်စစ်တင်ပါတယ်အဲ့တော့ကျွန်တော်အခုပြောပြမှာကြတော့ကျွန်တော်တို့ကဟလာအတန်သွင်းတဲ့အခါမှာကိုကစလုပ်တဲ့သူတယောက်ဖြစ်တဲ့အတွက်မိုက်ကြီးကြီးကိုမမှန်းပါနဲ့ဟုတ်မိုက်ကြီးကိုမတုံးမနဲ့ကျွန်တော်ဟလာအတန်အတွက်ကို ကောင်းဆုံး quality ရဖို့အတွက်မိုက်တီတီလေးတွေလည်းကျုံတွေအသုံးပြုတင်ပါတယ်မိုက်အသေးလေးကိုကျုံတွေအသုံးပြုမယ်ဆိုလို့ချင်းဘလောက်မှလည်းအကုန်ကြမများပါဘူးဒါကြောင့်မလို့ရုပ်နဲ့အတန်နဲ့ရုပ်မကြည့်ရင်တော့မှကျုံတွေကထိမ့်ပြီးတော့ကြည့်လို့ရတယ်အတန်မကြည့်ဘူးဆိုလို့ချင်းဘလို့မှထိမ့်ပြီးတော့ကြည့်လို့မရတာဖြစ်တဲ့အတွက်ကျုံတွေအတန်ပိုင်းဆိုင်ရာကိုဂယုစိုက်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုမှာဆိုလို့ချင်းကျွန်တော်တို့ရေ record ထားမယ်ပေါ့နော် record ဖားမယ် record ဖားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ record ကိုကြည်ပါမယ် okay record ကဘယ်မှာရှိနေလဲဆိုလို့ရှိရင်ကျွန်တော်တို့ audio မှာရှိပါတယ်เนาะ audio ထဲမှာ record ရှိပါတယ်ကက်ကက်မှာဆိုလို့ရှိရင် audio ကိုနှိပ်လိုက်ပါ audio ကိုနှိပ်ပြပါပြီဆိုလို့ရှိရင်ကျွန်တော်ညာဘက်ကိုအဲ sorry ဘယ်ဘက်ကိုဆွဲလိုက်เนาะဘယ်ဘက်ကိုဆွဲလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ record ဆိုတာရှိပါတယ်เนาะ record ဆိုတာရှိတယ်အဲ့တော့ဒီမှာ record လေးကိုကျွန်တော်နှိပ်လိုက်ပါ နှိပ်ယူပါပြီဆိုလို့ရှိရင်ကျတို့ကဒီမှာ echo တွေထပ်ပြီးတော့ဟလာ vibe ကိုထပ်ပြီးတော့ချိန်လို့ရတယ်เนาะနောက်တစ်ခုက vibe ဟိုချိန်လို့ရတယ်ကိုယ့်ရဲ့အတံမဟုတ်ဘဲနဲ့အခြားလူရဲ့အတံပေါ့ဗျာဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းဟလာကိုကြိုက်နှစ်တက်ရပါတော့ဒီလိုမျိုး vibe အတံတွေကိုကျတို့ချိန်လို့ရတယ်ပေါ့เนาะအဲ့တော့ပုံမှန်အားဖြင့် record ဖားနေဆိုလို့ရှိရင်တော့ဒီမှာ record ပုံအပြာရောင်လေးကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ရပြီပေါ့เนาะအဲ့တော့ကျွန်တော်တို့ကကိုယ့်ရဲ့အတံကို မူလအတန်ထက်လည်းပို့ပြီးတော့အတန်လုံးကောင်းရင်နဲ့ပို့ပြီးတော့လည်းကျတို့ကဟာလာအတန်ကိုကြည်လင်ခြင်းနဲ့ဆိုလို့ရှိရင်တော့သူ့ရဲ့ညာဘက်ကပေါ့နော် echo voice ဆိုတဲ့ကောင်လေးကိုအဲကောင်လေးကိုတုံးပေးရမယ်ဒါမှမဟုတ် voice change နဲ့ဆိုရင်လည်းဒီဘက်ကပေါ့နော်ဒီညာဘက်အစုံစုံက voice change ဆိုတဲ့ကောင်လေးကို change ဆိုတဲ့ကောင်လေးကိုနှိပ်ပြီးတော့အသုံးပြုရမှာဖြစ်ပါတယ်နော်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်ဒီမှာအတန်အတွင်းမှာဖြစ်တဲ့အတွက် record အပြောင်းလေးကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်လိုက်တယ်ဆိုလို့ရှိရင် ုလိုမျိုး timing ခေါ်ပေးมาဖြစ်ပါတယ်เนาะ timing ခေါ်ပေးတယ်ဆိုလို့ရှိရင်ကျွန်တော်ဒါထပ်ပြီးတော့အတန်သွင်းလို့ရပြီဖြစ်ပါတယ်เนาะအတန်သွင်းလို့ရပြီဖြစ်ပါတယ်အခုလက်ရှိမှာကျွန်တော်တို့ဒီအတန်ဒုံးလေးတွေမသွားတာအတန်နဲ့ပတ်သက်ပြီးတော့ तू ကမပြပေးတာကျွန်တော်ဒီမှာလက်ရှိအတန်သွင်းနေတဲ့အတွက်ကြောင့်မို့လို့လက်ရှိဗီဒီယိုရိုက်နေတဲ့အတွက်ကြောင့်မို့လို့မပြပေးတာဖြစ်ပါတယ်အဲ့တော့ record လုပ်မယ်ဆိုလို့ရှိရင်ဒီနေရာလာပြီးတော့လုပ်ပါ လုတ်ပြီးွားပြီဆိုလို့ချင်းအမှန်ရှိပြီးပြီဆိုလို့ချင်းကိုယ့်ရဲ့အတန်ကိုကျွန်တော်ကိုပြန်ပြီးတော့စစ်ကြည့်ပါတော့ကိုယ့်ရဲ့အတန်ကိုပြန်စစ်ကြည့်ပါโอเคเนาะဒါကတော့ကျွန်တော်ခုနကတွင်းလိုက်တဲ့အတန်ဖြစ်ပါတယ်အဲ့ဒါကိုကျုပ်တို့ကိုကမလိုအပ်ဘူးဆိုလို့ချင်းမကြိုက်ဘူးဆိုလို့ချင်းဒီမှာ delete လုပ်ပြီးတော့ဖြတ်လို့ရပါတယ်ခင်ဗျာเนาะဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ပြကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်း ဘလို့အကြောင်းအရာလေးတွေကိုသိကျင်လဲဆိုတာ comment လေးမှာရေးခဲ့ပါဦးခင်ဗျာ